ဟယ်လိုဒီနေ့တော့အိမ်မှာပစွန်နဲ့မြငူတီဟင်းလေးချက်ဆက်ဖြစ်ပါရရှင်။အဝင်ပစ္စည်းတွေကတော့ပစွန်၊ချက်သွန်နဲ့ချက်သွန်ဘျူ၊ခရမ်းချင်တီတလုံးနဲ့မြငူတီဖြစ်ပါတယ်။ပစွန်အရသာနေဖို့အတွက်အရင်ဦးဆုံးစနွေးရဲ့စာလီနည်းနည်းရနဲ့အချုံမုတ်လေးထည့်ပါရရှင်။ပြီးရင်တော့အရသာနှက်ဆက်အောင်နေပြီးတော့ပစွန်လေးကို15မိနစ်သို့မဟုတ်မိနစ်20လောက်နှက်ထားမယ်ပေါ့နော်။ ိုးထဲမှာစီပူလာပြီဆိုရင်တော့ချက်သွန်ဖြူနေထည့်ပြီးတော့စီတက်ပါမယ်ချက်သွန်လေးတွေဒီလိုအနေထားရလာပြီဆိုရင်တော့အယောင်တင်မှုထည့်ပြီးတော့စီထက်တက်ပေးပါမယ်ပြန်တော့လှီးထားတဲ့ခန်းကျင်တီလေးထည့်လိုက်ပါရှင် ဟင်းအနေရဖို့အတွက်ရေလေးနည်းနည်းထည့်ပြီးခဏတည်ထားမယ်ပေါ့နော်ဒီလိုနေထားလေးရလာပြီဆိုရင်တော့ခုနအရသာနှစ်ထားရပစုံလေးထည့်လိုက်ပါမရှင်ပဇွန်လေးတွေချက်ခါစားပြူလာရင်တော့မြောင်းငူသေးလေးထည့်လိုက်ပါရရှင်။မြောင်းငူသေးရဲ့အရသာကြတော့လေတင်းင်းသေးအနုသေးလေးတွေနဲ့ အရသာဆင်းနေပေါ့နော်ခုနကပဇွန်ထဲမှာအရသာထည့်ပြီးသားဆိုတော့လင်းရတော်ငံပြာကြီးလေးနဲ့နဲ့ပဲထထည့်လိုက်ပါတယ်ဒီလိုနေထားလေးရပြီဆိုရင်တော့ဦးချလို့ရပါပြီရှင်မြောင်းငူတီကိုဘယ်လိုချက်စားမလဲမသိရင်လင်းလို့ပဲလိုက်ချက်စားကြည့်ကြနော်